ဒီမိကုံကကျွန်တော်ခဏခဏမေးကြတယ်နိုင်ငံခြားမှာရောက်နေတဲ့ညီငယ်ညီမငယ်တွေပတ်စံကဘယ်လောက်ရတယ်ပဲမျှရတယ်မြန်မာနိုင်ငံပြန်ရောက်လို့ရှင်ကိုပိုင်လုပ်ငန်းလေးလုပ်ရှင်တယ်ပုံမှန်ဝင်ရအောင်ဘာတွေလုပ်အောင်မလဲအခုလက်ရှိရှိတဲ့ပတ်စံကိုကျွန်တော်တို့ပွားအောင်လို့ဘာလုပ်ထားရမလဲခဏခဏလာမေးကြတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုမှာအကုန်လုံးရှင်းပြပေးပါမယ်နိုင်ငံခြားမှာရောက်နေတဲ့ညီငယ်ညီမငယ်တွေရောအကိုတွေအမတွေရောပတ်စံနဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့ကအချက်၃ချက်ရှိတယ်ဒါနိုင်ငံခြားမှာရောက်နေတဲ့သူမှမဟုတ်မြန်မာနိုင်ငံသူတွေလည်းအတူတူပဲလူမှန်လို့ရှင်ကျွန်တော်တို့ကပတ်စံနဲ့တော့ပတ်သက်ကမှာပဲပတ်စံနဲ့ပတ်သက်ပြီဆိုရင်ကျွန်တော်ဒီအချက်၃ချက်ကအရင်ရေးကြည့်တယ်ပထမတစ်ချက်က ကျွန်တော်တို့ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံပတ်စံတွေကျွန်တော်စူးစမ်းပြီးတော့ရှာတယ်ပတ်စံတွေစူးစမ်းပြီးရှာတဲ့ခါကျပတ်စံတွေရလာโอเคရလာတော့ကျွန်တော်အရင်တော့100နဲ့လောက်တဲ့နေရာမှာပတ်စံက900ရတော့900နဲ့မှလောက်တော့တယ်100နဲ့မလောက်တော့ဘူးအဲ1000ရလာတော့1000နဲ့မှလောက်တော့တယ်100နဲ့မလောက်တော့ဘူးအရင်ကမလို့100နဲ့လောက်ခဲ့ရတယ်ကျွန်တော်တို့အရင်ကတော့100နဲ့လောက်ရင်100နဲ့လောက်အောင်နေလို့ရရင်ဒီဒါပေမဲ့ကျွန်တော်တို့ဘာဘာတွေဖြစ်သွားလဲကြားကြီးတော့ခြေရလိုက်ပြီးတော့ကြီးတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့သတိထားရမယ်ကိုယ့်ရဲ့ life style ကိုချက်ချင်းမချိန်းနိုင်တဲ့ အရင်တော့တရားနာ lifestyle နေတယ်ငါ့အဖြစ်တော့ငါ့ lifestyle ပြောင်းတော့ဘာဖြစ်လဲကွာဆိုပြောဦးမှာဟုတ်ဘူးမှန်တယ်ငါ့ lifestyle ပြောင်းတင်တယ်ဒါပေမဲ့အဲ့ဒီ900ထက်ထပ်ပွားအောင်လုပ်ဖို့တော့အရင်ခြေလမ်းမှာပြီးတော့မှကျွန်တော်တို့ lifestyle ကိုနောက်ကလိုက်မြင်ချက်ချင်းတန်းပြီးတော့ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကြီးတန်းမြင်လိုက်တယ်အဲ့ဆိုကျွန်တော်တို့ကတိုးတက်ဖို့အရင်နှေးသွားလိုက်မယ်အဲ့တော့ပထမတစ်ဆင့်ကျွန်တော်တို့ဘဝနေထိုင်မှုပုံစံပုံစံကိုထိန်းချီထားဖို့လိုတယ်အရင်မလိုက်တိုးရနဲ့ကြားကြည့်ရင်ခြေရမကြီးပါနဲ့ပုံမှန်မနေပါပြီးရင်ခြေထားမယ့်နေရာတွေမှာခြေထားပါ တ်ဆန်ကျွန်တော်တို့အရင်တော့အိမ်ငှားပြီးနေရတယ်အခုပတ်ဆန်လေးရှိလာတော့တိုက်ခန်းလေးကျွန်တော်တို့ဝယ်လိုက်လို့ရှိရင်အိမ်ငှားခါမတက်တာပါဘူးလားဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကပိုတက်တာမဲ့ဥစ္စာကိုရွေးချယ်တတ်ကြမယ်နေ့စဉ်အသုံးစိမ့်မှာဘယ်နေရာတွေကကိုထွေတာဝါမလဲအဲ့ထွေတာဝါမဲ့ဥစ္စာမျိုးဆိုလို့ရှိရင်ရင်းပလိုက်ရှိတဲ့ပတ်ဆန်ကိုသုံးပလိုက်ဥပမာကျွန်တော်တို့ကအရင်တော့ဆိုလို့ရှိရင်ခဏခဏကျွန်တော်တို့ဈေးကိုသွားပြီးဝယ်ရတယ်ကားကားတွေကုန်တယ်ဆိုင်ကယ်ကတွေကုန်တယ်အဲ့မှာကျွန်တော်ရေကက်တက်တာဝယ်ပြီးတော့မှတပတ်ကိုတစ်ခေါက်ပဲသွားလိုက်မယ်ဆိုလို့ရှိရင်ခုနလိုမျိုးကားကားတွေဆိုင်ကယ်ကတွေတက်တာဝါမယ်ဒါဆိုလို့ရှိရင်ဒါလေးကဝယ်တဲ့အဲ့တနေ့ရောကျွန်တော်တို့ကကလေးတွေចောင်းပို့ចောင်းជို့လို့ဆိုင်ကယ်နဲ့လိုက်ပို့တယ် ကားငှားပြီးတော့လိုက်ပို့ပါတယ်ဒီလိုအခြေအနေမျိုးကြောင့်ကျွန်တော်တို့ကဒါကကားငှားနေကုန်နေတဲ့ဆိုင်ရတွေကုန်နေအဲ့ဒီနေရာမှာကျွန်တော်တို့ကကားလေးဝယ်လိုက်မယ်ဒါမှမဟုတ်ဆိုင်ကယ်လေးဝယ်လိုက်မယ်ဒီလိုမျိုးဆိုလို့ရှိရင်ရင်းတယ်ဒါမျိုးကျွန်တော်တို့က live time ကိုချိန်ညှိကြလို့ခေါ်တယ်ပေါ့နော်။ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကိုတတ်တာမဲ့အပိုင်းတွေကိုကျွန်တော်လိုက်ပြီးတော့ချိန်ညှိဖို့လိုပါတယ်။ရင်းနှီးကိုရှိတဲ့ပတ်စံလေးကိုပေါ့နော်။ဒါပထမတစ်ဆင့်။ဒုတိယတစ်ချက်ကတော့စီးပွားရေးလုပ်ငန်းလုပ်ရမယ်။စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကငွေကြေးတွေတိုးပွားနိုင်တယ်။ကျွန်တော်တို့ရဲ့ဝင်ငွေလည်းအများကြီးထပ်ပြီးတော့ရနိုင်တယ်။အဲ့ဒီတော့ကျွန်တော်တို့ကဘာလုပ်ရမလဲစီးပွားရေးလုပ်ငန်း။စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးချက်က ကိုယ်မှာကျွမ်းကျင်မှုတစ်ခုရှိရမယ်လုပ်ငန်းကျွမ်းကျင်မှုကိုဘာလုပ်ငန်းကိုကျွမ်းကျင်တယ်ဒါမှမဟုတ်ရှင်လေကိုကစီးပွားရေးကိုကျွမ်းကျင်လားစီးပွားရေးဆိုတာကဒီအယောင်းနဲ့ marketing ပထမဆုံးလုပ်ငန်းသေးနဲ့လုပ်ငန်းလက်ပေါ့နော်လုပ်ငန်းငယ်နဲ့လုပ်ငန်းလက်ဆိုလို့ရှိရင်ကျွန်တော်အယောင်းနဲ့ marketing ကိုတေချာကျွမ်းကျင်လို့ရှိရင်အလုပ်ဖြစ်ပါတယ်လုပ်ငန်းကြီးလာတော့မှကျန်တဲ့ finance လို့ပြီးရင် HR လို့အဲ့ဟာတွေကဆက်ပြီးတော့လိုလာမှာအခုအချိန်မှာကကိုယ်လုပ်ငန်းအတွက်တောင်းတောင်းတွက်ချက်တက်တယ်ဆိုလို့ရှိရင်ရပြီ marketing နဲ့ sales အရင်ရေးကြည့်ပါနဲ့ marketing နဲ့ sales ပိုင်လို့ရှိရင်ကျန်တဲ့အပိုင်းတွေအားလုံးကျင်းသွားလိမ့်မယ်အဲ့နှစ်ခုကိုကျွန်တော်တို့ပိုင်အောင်လုပ်ဖို့လိုတယ်ကျွန်တော်တို့ကအယောင်းနဲ့ marketing ကိုပိုင်တော့မှကျွန်တော်တို့ရှိမှရှိတဲ့ပစ္စည်းကျွန်တော်တို့ထုတ်ကုန်ကိုလူတွေရှိကိုရောင်းလို့ရမယ်လူတွေရှိကိုရောင်းအောင်ပို့နိုင်မယ်ကျွန်တော်တို့မှအရေးချင်းပဲရှိရှိထုတ်ကုန်ပဲရှိရှိဘယ်လောက်ကြီးအောင်ပဲကောင်းနေနေအဲ့ဒီကောင်းနေတဲ့ပစ္စည်းကိုမရောင်းနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှမရဘူးမရောင်းတက်ဘူးဆိုလို့ရှိရင်လည်းရာသင်ရထိုက်တဲ့တန်ဖိုးမရဘူးကျွန်တော်တို့ကအဲ့တော့အရေးကြီးတာက sales နဲ့ marketing ကို တေချာနားလဲဖို့လိုတယ်ဒါအောင်နားလဲလို့ရှိရင်ကျွန်တော်တို့ကစီးပွားရေးလုပ်ငန်းငယ်တခုကောင်းကောင်းလေးလေပတ်လို့ရတယ်အဲ့တော့အဲ့ဒီဟာကိုအရင်လေ့လာပါပြီးရင်ကျွန်တော်တို့ online ကိုသုံးသပ်ဖို့လိုတယ်နော်ဒါနိုင်ငံခြားမှာရောက်နေတဲ့သူတွေရောဒီမြန်မာနိုင်ငံမှာရှိတဲ့သူတွေအကုန်လုံးပဲ online ကိုတေချာသုံးသပ်ဖို့လိုတယ်ဒီ social media ကိုတေချာအသုံးချထပ်ဖို့လိုတယ်စီးပွားရေးလုပ်ငန်းမှာကျွန်တော်တင်နန်းသားရဆိုလို့ရှိရင်အများအားဖြင့်ပြောတယ် personal branding ရောက်အောင်ဆောက် ် online ကိုတုံးတက်အောင်တော့အရန်ရေးကြည့်တယ်လုပ်ငန်းမစခင်တည်းကအကျိုးပြီးတော့ဒါတွေကပြင်ဆင်ထားရမယ့်ဥစ္စာတွေအခုဒါနိုင်ငံခြားကနေပြီးမှလှမ်းပေးတဲ့ညီလေးလေအဲ့လိုပဲကိုကလုပ်ငန်းမစသေးဘူးပညာအရင်ဖြည့်တာပါခုစီစီးပွားရေးနဲ့ပတ်သက်တဲ့ပညာဖြည့်ထားလို့ရတာဒီလေးပြောတဲ့ဆာဆိုလို့ရှိရင်သူ့ရဲ့လုပ်ငန်းမှာဒါပညာမရဘူးပေါ့နော်ဟုတ်ပါတယ်တချို့လုပ်ငန်းတွေမှာကအကိုတို့နိုင်ငံခြားမှာသွားပြီးလုပ်တဲ့ခါကျတော့ရှင်ပညာမရဘူးဘာဖြစ်လို့လဲဆိုတော့သူတို့နိုင်ငံသားတွေမလုပ်ချင်တဲ့ဥစ္စာကိုအကိုတို့နိုင်ငံကလူငယ်တွေကိုခေါ်ပြီးတော့ခိုင်းတာလေကွာတိလားခိုင်းတာဆိုတဲ့ခါကျတော့ ပညာမရတဲ့အပိုင်းတွေအများကြီးပဲပညာမရတဲ့အလုပ်တွေမှာအများကြီးပဲဒါမှမဟုတ်ခင်တမင်ကိုဒါပဲလုပ်နေရတဲ့အလုပ်တွေမှာအများကြီးပဲရှိတယ်အဲ့တော့လောကပညာမရအောင်ဆိုလို့ရှိရင်အပြင်ရပညာရအောင်ရှာပါ online မှာသင်ပေးတဲ့ဆရာတွေအများကြီးပဲရှိတယ် online ကတက်လို့ရတဲ့သင်တန်းတွေအများကြီးပဲရှိတယ်အဲ့လိုမျိုးတက်လို့ရတဲ့အပိုင်းကိုကရွေးပြီးတော့တက်ခုနအခုပြောတဲ့ sales and marketing မိုင်းတွေလုပ်ငန်းတစ်ခုလည်ပတ်မယ်ဆိုလို့ရှိရင်ဘာတွေသိရမယ့်အချက်တွေရှိလဲဒါလေးတွေကိုသင်ပေးတဲ့သူတွေအများကြီးပဲရှိပါတယ်အဲ့တော့အဲ့ဒါလေးတွေကိုကိုက online မှာလေ့လာထားပါကြိုပြီးတော့ ော်လို့ကြိုပြီးတော့လေ့လာတာပါအချိန်အများကြီးမပေးရပါဘူးကို့အချိန်ရှိတဲ့အချိန်တွေကရင်းပြီးတော့လေ့လာပါပြန်တော့မှလေ့လာရင်ရောမရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့ခုနအခုပြောတဲ့ကြိုပြီးတော့ပြင်ဆင်ရမယ့်အပိုင်းတွေရှိတယ် personal branding ကြိုပြီးစောက်ထားရမယ် personal branding ကြိုစောက်ထားတယ်ကိုလုံးမဲ့ level တစ်ခုကိုကိုကကြိုပြီးတော့မှခြေလှယ်နည်းနည်းလေးဝင်ထားရဆိုလို့ရှိရင်တကယ်လုပ်တဲ့ခါကျလို့ရှိရင်အများကြီးတက်တာတယ်အချက်လက်ကတော့မှအများကြီးပဲစုမိဆောင်ပြီးဖြစ်နိုင်တယ်စီးပွားရေးလုပ်ငန်းတစ်ခုက data ဆိုတဲ့အချက်လက်ကအရင်ရေးကြည့်တယ်အဲ့ဒီအချက်လက်ကိုကိုကကြိုင်ထားနိုင်ပြီဆိုလို့ရှိရင်ကိုစီးပွားရေးလုပ်တဲ့နေရာမှာစပြီဆိုတာ ਨੇ အရင်တက်တာပါတယ် တခါလဲတန်းပြီးတော့စာလုံးဝင်စာဆုံးမှာဟိုဘာလဲလေးလာတရားလေးလာဆိုလို့ရှိရင်အရန်တိုက်ပတ်တယ်အချိန်လဲအရန်ကက်တယ်ကို့အတွက်ဘာအတွက်ကြောင့်မှလည်းမရှိတဲ့ခါကျတော့အရန်တိုးရတာခက်ပါတယ်ကြိုပြီးတော့ကိုကလေးလာစေချင်တယ်အဲ့တော့ခုနလိုမျိုးစီးပွားရေးစီမံခန့်ခွဲမှုပိုင်းလေးတွေကိုကနည်းနည်းရအောင်လေ့လာထားမှာဒါစီးပွားရေးလုံးမဲ့အပိုင်းအတွက်ပေါ့နော်တတိယတစ်ပိုင်းတတိယတစ်ပိုင်းကကြတော့ investment ဆိုတဲ့ရင်းနှီးမြှုပ်နှံမှုဒါငွေကြေးနဲ့ပတ်သက်လို့ရှိရင်တကယ်ဒိတ်ဒိတ်ကျဲ၃ပိုင်းပေါ့နော်ခုနကျွန်တော်တို့ကိုဘောကနေထိုင်မှုပုံစံရဲ့စီးပွားရေးလုပ်ငန်းရဲ့ပြီး investment ဆိုတဲ့အပိုင်းအဲ့၃ပိုင်းအဲ့၃ပိုင်းကိုတခြားကင်တွေတက်ဖို့လိုတယ်နော် investment ကတော့ အရေးကြီးဆုံးကကိုယ့်ရဲ့ငွေကြေးမဆုံးအောင်လို့ရင်းနှီးမြှုပ်နှံနိုင်ရမယ်။ investment အတိုင်းမှာ risk ဆိုတဲ့ဆုံးရှုံးနိုင်ခြေရာရှိရရှိတယ်။အဲ့တော့အဲ့ဒီ risk အနည်းဆုံးနဲ့ကိုယ့်အတွက်အကျိုးမြတ်အများဆုံးရနိုင်ရရှိတဲ့ဥစ္စာတွေကိုကလိုက်ပြီးတော့ရင်းနှီးမြှုပ်နှံနိုင်မယ်။အများကြီးပဲရှိတယ်။အင်ချမ်းမြေရှိတယ်၊ရွှေရှိတယ်၊ကားလည်းအခု investment ထဲမှာပါမယ်။ဒါတချို့ကားတွေကမပါဘူးပေါ့နော်။တချို့ကားတွေက investment လုပ်ရရှိတယ်။ပြီးရင်ကိုတို့ crypto currency တွေရှိမယ် digital ငွေကြေးတွေဒါတွေရှိမယ်ပြီးလို့ရှိရင် stock share တွေရှိတယ် stock တွေဝယ်လို့ရရှိတယ် ယ်နိုင်ငံသားမှာဆိုလို့ရှိရင် stock ပြီးပါအကောင့်ခွင့်လို့ရတယ်เนาะ stock share ဝယ်လို့ရတယ်ဒီတော့ဒါတွေကလည်းကိုကတေချာလေ့လာဖို့လိုတယ်ကိုမလောက်တက်ဘူးဆိုလို့ရှိရင်ဒေယုစာတွေကလည်းကိုအရှုံးကြီးရှုံးသွားနိုင်တယ် stock share တွေဝယ်ရဲကို stock ဝယ်တဲ့ကုမ္ပဏီက stock ဈေးတွေကျသွားလို့ရှိရင်ကိုကရှုံးမယ် stock တက်မှုတက်လို့ရှိရင်เนาะကိုကမြက်မယ်အဲ့ဒီပြင်မှာတချို့ stock တွေဆိုလို့ရှိရင်အမျက်ငွေပါပြန်ပြီးတော့ရတယ်အဲ့တော့ဒါတွေလည်းကိုကတေချာလေ့လာဖို့လိုတယ်ပေါ့เนาะတခုရှိတာကဒီ investment နဲ့ ီလုပ်ငန်းအဲ့သုံးခုလုံးမှာပထမဆုံးတစ်ခုဖြစ်တဲ့ဘဝနေထိုင်မှုပုံစံကတော့လူတိုင်းကမဖြစ်မနေဒါကိုတေချာလေးကိုထိန်းချုပ်ရမယ့်ပုံစံဖြစ်တယ်။နောက်ထပ်နှစ်ခုဖြစ်တဲ့စီးပွားရေးလုပ်ငန်း investment တွဲပြီးလုပ်လို့ရတဲ့အပိုင်းတွေရှိတယ်။ဥပမာအခုတို့ကအင်ချန်မြေ၊ဒါကျွန်တော်တို့အင်ချန်မြေကိုအင်ချန်မြေနေနဲ့ကျွန်တော်တို့ခြံတစ်ခုကိုရင်းနှီးမြှုပ်နှံရတယ်။ခြံကွက်လေးကိုကျွန်တော်ဝယ်လိုက်တယ်။ဒီခြံကွက်မှာကျွန်တော်တို့ကစီးပွားရေးလုပ်လို့မရဘူးလား။ရတယ်။ဒီခြံကွက်ကိုကျွန်တော်တို့ဂိုဒေါင်နေနဲ့သုံးလို့ရတယ်။ဒါမှမဟုတ်ရှင်ကျွန်တော်တို့ကဒီခြံကွက်ကိုစိုင်ဖွင့်လို့ရတယ်။တခုခုကိုထုတ်ကုန်ပြီးသိချုပ်မှလား။ဒီမှာထုတ်လို့ရတယ်။ဒါမျိုးတွဲပြီးတော့လည်းလုပ်လို့ရတယ်။ စီးပွားရေးလုပ်ငန်းလည်းလုပ်ပြီးသားဖြစ်တယ်။ investment အနေနဲ့လည်းခြံဝယ်ပြီးသားလည်းဖြစ်တယ်။တခါလေကြလို့ရှိရင်9နှစ်10နှစ်ကြာသွားတယ်။တချို့နေရာရယ်ဆိုလို့ရှိရင်ကိုက9နှစ10နှစ်ကြာအောင်လုပ်ရတဲ့ရတဲ့အမျက်ငွေထက်အဲ့ဒီခြံကဈေးတက်သွားတဲ့အမျက်ငွေကပိုတော့များရင်များနေတယ်သိတယ်။အဲ့လိုမျိုးအခြေအနေတွေလည်းအများကြီးကြုံရနိုင်ကြီးရှိတယ်။အဲ့တော့အဲ့နှစ်ခုကိုတွဲပြီးတော့ကိုကကစားနိုင်ရင်တော့အကောင်းဆုံးပေါ့နော် investment လေးလည်းပါမယ်။စီးပွားရေးလေးလည်းလုပ်နိုင်မယ်ဆိုတော့ကောင်းတယ်။တချို့ကကြတော့အဲ့လိုလုပ်ဖို့တော့ငွေကြေးကအမောင့်ကမမီဘူး။ investment မှာနေပတ်စံကုန်ရတယ်ကိုစီးပွားရေးမဆိုင်တာမျိုးရှိတယ်အဲ့ဒီကြလို့ရှိရင်ခုန online ဆိုတဲ့ဥစ္စာကအရန်သုံးဝင်တယ် investment တွေကိုထည့်ပြီးလို့ရှိရင် online ကိုကတုံးလို့ရှိရင်အများကြီးမရင်းရဘူးအဲ့ဒါကြောင့်မလို့အခုတည်းကကြိုပြီးရောလေးလာပါလို့ပြောတာပါเนาะအဲ့တော့ညီလေးကဘာလေးလာလဲဆိုလို့ရှိရင်ဒါညီလေးမှမဟုတ်ဘူးပေါ့เนาะနိုင်ငံခြားမှာရောက်နေတဲ့ညီတွေရောညီမတွေရောအကိုတွေရောအမတွေရောအကုန်လုံးအခုတည်းကကိုကပညာရနိုင်ခြေရှိရဆိုလို့ရှိရင်ကို့အလုံးမှာပညာရအောင်ယူဒီပညာနဲ့ကိုကညီမနိုင်ငံမှာပြန်ပြီးတော့မှာ CY တခုကိုလောက်စားလို့ရတယ်တကယ်လို့ပညာမရဘူးဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြောသလိုအပြင်ကနေမှာ CY နဲ့ပတ်သက်တဲ့ပညာကိုရအောင်တင်မှာကြိုပြီးတော့တင်ထားပါကြိုပြီးတော့ ပြင်ဆင်ထားပါဒါမှမြန်မာနိုင်ငံရောက်တဲ့ခါကျတော့ရှင်ကိုယ့်အတွက် ready လုပ်လို့ရပါပုံမှန်ငွေရလို့တွေကတော့အများကြီးပဲရှိပါတယ်ရှင်လေခုနလည်းမျိုးအခုအနေနဲ့အခုပြောသလိုမျိုး investment အနေနဲ့ channel ငှားရမှာဆိုလို့ရှင်လေပုံမှန်ငွေရတယ်ခုနလည်းမျိုးကိုယ့်ရဲ့ lifestyle lifestyle အများကြီးမမြင်ွားမဲနဲ့ပုံမှန်ကုန်မဲ့နေရာလေးမှာမကုန်အောင်လို့ကိုယ်ကဖာထိမိလို့ရှင်လေဒါပုံမှန်ငွေထွက်လာတာပဲအပုံငွေထွက်လာတာပဲเนาะအဲ့ဒါလည်းပုံမှန်ငွေပဲပြောလို့ရတယ်ဒီလိုပဲနောက်ထပ်ကိုကားတွေငှားတယ်ပြင်တက်စီပြန်ငှားထားလိုက်တယ်ဒါလည်းကိုယ်ပုံမှန်ငွေပဲတည်ငြိမ်တဲ့ဝင်ငွေတွေကတော့အများကြီးပဲရှိတယ်ဒါပေဒီဇိုင်းလေးဖွင့်မယ်ဒါလည်းပုံမှန်ငွေရတာပဲ အရင်မခက်တဲ့အလုပ်တွေဒီအများကြီးပဲရှိတယ်ပေါ့နော်အဲ့တော့လုပ်ငန်းလုပ်ဖို့တော့ကတော့ဘာလုပ်ငန်းပဲလုပ်လို့အကိုတို့ကတူတူပဲအဓိကပါလဲ sales နဲ့ marketing ကိုနားလည်လို့ရှိရင်ဘယ်လုပ်ငန်းမဆိုအကိုတို့ကကင်တွယ်လို့ရတယ်အရေးကြီးတာက sales နဲ့ marketing ကိုကျွမ်းကျင်ဖို့ပဲ sales နဲ့ marketing မကျွမ်းကျင်ဘူးဆိုလို့ရှိရင်လုပ်ငန်းဘယ်လောက်ထိရအောင်ကျွမ်းကျင်ကျွမ်းကျင်အဲ့နောက်ခုမကျွမ်းကျင်လို့ရှိရင်ရုံးကန်ရတယ်လုပ်ငန်းကအဲ့တော့အရေးကြီးပါလဲ sales နဲ့ marketing ကိုတခြားအသုံးချပါပြီးရင် online ကိုတခြားအသုံးချပါအဲ့ဒါတွေအသုံးချလို့ရှိရင်ကိုယ်နဲ့လုပ်ငန်းချင်းတူနေတောင်မှကိုကသူများထက်ကောင်းတလုံးပို့ပြီးရောဒါမှကျင်းသေးပါတယ် မိတ်ဆွေတို့ရောနိုင်ငံခြားတန်လို့ရှိရင်ဘာလုပ်ငန်းလုပ်မှာလဲဘာလုပ်ဖို့အတွက်စီစဉ်ထားလဲဘာတွေရောလေ့လာပြီးသွားရတယ်။အော် comment မှာဝင်ပြီးတော့ဆွေးနွေးရပါအောင်။ကျွန်တော်ကိုဟိုင်းပါ နောက်ပြီးဒီမှာကျွန်တော်ပြန်တွေ့ကြမယ်။ဘာဘာ